ဟယ်လိုကိုလုံးမင်္ဂလာပါရှင်ကိုလုံးတွေ့ရတာဝါတာပါတယ်ကောက်သောနေ့ပါအနုကိုကြည်စုတင်ပါတယ်အနုအစဉ်ပြေကြပါစေကျမ်းမာကြပါစေနော်ကုစီ၆ပေါ်ရောက်ကကင်းရှင်းကြပါစေအနုအနုကျမ်းမာချမ်းသာကြပါစေနော်မိတ္တဇုဆိုတာကချမ်းသာတာဆင်းရဲတာနော်နေမကောက်ဖြစ်တာတွေနဲ့မဆိုင်ပါဘူးအဲ့ဒါကမိတ္တဇုဆိုတာက နှွေထွေမှုကျင်နာမှုယူရမှုနော်တရားကိုတရားဖေးမှမှုကုညီမှုတရားကိုနေရောက်နားလီမှုနော်အကြီးကကိုအောက်ကတာမရအပေါ်မှာတာသမီးအပေါ်မှာမေတ္တာနဲ့ဆောက်ရှောက်တယ်ကုညီတယ်ဖေးမတယ်မှရင်လက်မှန်ကိုထောက်ပြတယ်အဲ့ဒါကတော့တိတိလူမှာပေါ့နော်မတိတိလူဆိုတော့မပြောနိုင်ဘူးလေအဲ့ဒါတွေကနော်ဒါပေမဲ့ သူရဲ့ဗီဇာသူရဲ့ပင်ကိုသူရဲ့ဇရိုက်ကပါလာပြီးသားပဲအဲ့ဒါကထုတ်လို့မရဘူးအဲ့ဒါကြောင့်စကားလုံးကကြည်လို့ရှိရင်နားနဲ့မဆန့်ဘူးလေစကားကြည်တော့နားငယ်မဆန့်ရဘူးလေဒါမင်းမဘာဖြစ်ဖြစ်ပေါ့မိသားစုဆိုတာကတယောက်နဲ့တယောက်နဲ့เนาะတယောက်ကိုတယောက်တယောက်မှိုင်းတယောက်ကခွင်လွှဲမယ်နော်တယောက်ကိုတယောက်ကူညီမယ်သာသမီဖြစ်ပါစေမေတ္တာနဲ့ဆောက်ရှောက်မယ်ဆိုရင်အဲ့အိမ်ထုံးကြီးဟာတာရပါလေပစံလေးရှာလို့ရပါလေနော်မမတို့တွေးဖို့တယ်နော်တချို့ပစံလေးတအောင်ချမ်းသာတယ် เนาะဒါမျိုးမအေးချမ်းဘူးမငြိမ်ချမ်းနိုင်ဘူးဘာဖြစ်လို့လဲအဲ့ဒါကမေတ္တာမပေးလို့ပါလို့เนาะငါပတ်စံပေးတာပဲငါဟိုဟာပေးတာပဲဆိုပြီးတော့မဟုတ်ပါဘူးเนาะမေတ္တာကအရေးကြီးပါတယ်မေတ္တာတရားကအရေးကြီးပါတယ်ဘုရားဟောတာလေးမေတ္တာပါပဲအမြဲတမ်းမေတ္တာထားပါเนาะအဲ့ဒါကြောင့်ကောင်းတဲ့လူနဲ့ဆောင်ရတယ်ဆိုတာကတကယ်ကိုနှလုံးအေးချမ်းတယ်လုံခြုံတယ်เนาะ ကိုကအမြဲတမ်းနေရတာကြည်လင်နေတန်ရှင်းနေအေးရှမ်းနေနော်ဒါကအိမ်မှာလူတယောက်အကောင်ကြီးတဲ့လူကအကောင်ရင်ပေါ့နော်နှွေထွေမှုရှိတယ်ဂျင်နာတယ်ဆောက်ထောက်ထားတယ်နော်အဲပြင်ကလူကလေးကိုကိုအာမနာမပြောရည်ဘူးမလုံရည်ဘူးဘာဖြစ်လို့ဆိုသူသူအိမ်မှာနေတဲ့လူကနော်နှွေထွေလို့ဂျင်နာမှုရှိလို့ နော်ပတ်စံဘလောက်ပြရှိပါစေစောင်းမကုန်အောင်ရှမ်းတာပါစေလူမအဓိကစိတ်တက်ပါပဲနော်အဲ့ဒါကြောင့်မိသားစုပဲဖြစ်ဖြစ်တငယ်ချင်းပဲဖြစ်ဖြစ်ဟိုအနာမှာရှိတဲ့လူပဲဖြစ်ဖြစ်အဝေးမှာရှိတဲ့လူပဲဖြစ်ဖြစ်မေတ္တာပေးပါနော်မေတ္တာတည်တာအေးချမ်းရတဲ့နော်ပတ်စံကရှာလို့ရပါလေမေတ္တာတရားကအရေးကြီးပါတယ်အခုလူတွေကဟိုသဲမေးကိုပဲမေတ္တာထားတယ်သိရှိကိုကြတော့မေတ္တာမထားဘူးအဲ လိုတွေ့ရတယ်လို့အများကြီးနော်အကုန်လုံးမိသားစုတိုင်းတခုတခုမေတ္တာပေးနိုင်ကြပါစေတာယာအိရှင်ရဲ့အိမ်ထောက်ရေးတွေဖြစ်ကြပါစေအာနုကိုကျေးဇူးတင်ပါတယ်ရှင်ကောက်သွန်းနေပါ